ဒီတစ်ခါမှာတော့အမျိုးသားများကျမ်းမာရေးအတွက်တင်ဆက်ပေးခြင်းပါတယ်။အမျိုးသားများတုတ်လှုပ်စင်နာကျင်ရခြင်းအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။တုတ်လှုပ်စင်နာကျင်ခြင်းကိုဈေးပညာအရပြည်မြောက်ကျိန်နာကျင်မှုလို့ခေါ်ဝေါ်ပြီး အတော်တင့်ကနေဆိုးရွားတဲ့အထိနာကျင်တတ်ပါတယ်။သူတို့ချိန်မှဖြစ်စေလွတ်ပြီးချိန်မှဖြစ်စေနာကျင်တတ်ပါတယ်။လိန်တန်ကပ်ပယ်အိတ်နဲ့စိုးဝန်းကျင်မှာနာတတ်တာဖြစ်ပါတယ်။ဒီပြေတနာဟာလိန်မှုကိစ္စမှာအတော်လေးကိုအနှောက်ယှက်ဖြစ်စေပါတယ်။အခုဆက်လက်ပေါ်ပြမှာကတော့သူတို့စဉ်ဘာကြောင့်နာကျင်ရတယ်လဲဆိုတဲ့အကြောင်းဖြစ်ပါတယ်။အောက်ပါချင်းနေတာဟာသူတို့စဉ်နာကျင်ခြင်းကိုဖြစ်ပေါ်စေပါတယ်။ နံပါတ်1စီးတိတ်ရောင်ခြင်းစီးတိတ်ကလေးရောင်ခြင်းကိုဆိုလိုပါတယ်အသက်50ခန့်အမျိုးသားတွေမှာကြုံရတဲ့စီလံကြောင်းပြဿနာဖြစ်ပါတယ်ဒီပြဿနာဟာစီးသွောင်းချိန်မှာနှာကျင်ခြင်းမကြာခဏစီးသွောင်းခြင်းစတာတွေကိုလည်းဖြစ်စေတတ်ပါတယ်စီလံကြောင်းပိုးဝင်ခြင်းနဲ့မှားယွင်းတတ်ပါတယ်တခြားထပ်မံကြုံရတဲ့လက္ခဏာတွေကတော့ဝမ်းမိုက်အောက်ပိုင်းအောင့်ခြင်းနဲ့လေတံထောင်ဝက်ဆင်နှာကျင်ခြင်းတို့ပဲဖြစ်ပါတယ် စီးတိတ်ရောင်တိုင်းချင်းများစေတဲ့အကြောင်းအရာတွေကတော့စီးတိုးကိုခံအားနည်းခြင်းစုံမလိမ့်ဆက်ဆံခြင်းစီးပိုက်တထားခြင်းစတာတွေပဲဖြစ်ပါတယ်။နံပါတ်၄ခွဲစိတ်ခြင်းတချို့သောခွဲစိတ်ခြင်းတွေဟာတုတ်ထွက်စင်နာကျင်ခြင်းအပါအဝင်ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေပါတယ်။ဥပမာဆိုရရင်စီးတိတ်နဲ့ပဝန်းကျင်တ िश ူးတွေကိုဖြတ်တောက်ခွဲစိတ်ရတဲ့ခွဲစိတ်မှုမျိုးဖြစ်ပါတယ်။များသောအားဖြင့်စီးတိတ်ကင်ဆာကုသရမှာတုံးတက်ပါတယ်။ မေထဆူဂျိုးအနေနဲ့ဘာညိုခြင်းလိန်တန်နာခြင်းခြင်းတုံ့လွတ်စင်နာခြင်းခြင်းစတာတွေဖြစ်စေတတ်ပါတယ်။ဥကြခြင်းကိုခွဲစိတ်ကုသရင်လည်းတုံ့လွတ်စင်နာခြင်းခြင်းဖြစ်တတ်ပါတယ်။နံပါတ်၃အရေးအိတ်တုံ့မဟုတ်ကြောက်တဲခြင်းတုံ့လွတ်တဲ့ပြုံးတစ်လျှောက်မှာအရေးအိတ်ဒါမှမဟုတ်ကြောက်တဲနေရင်တုတ်ထွက်ရလမ်းကြောင်းကိုပိတ်ဆို့ရရောက်ပါတယ်။ဒါကြောင့်မြုံချင်းတုတ်လွှတ်စင်နာကျင်ချင်းတွေဖြစ်တတ်ပါတယ်။နံပါတ်၄ စိတ်ကြကုသစေနော်စိတ်ကြယောဂအတွက်ပေးတဲ့ဇီဝရီဟာဘေးထွက်ဆိုးကျိုးအနေနဲ့လင်ကိစ္စမှာနှောက်ရှက်ဖြစ်စေပါတယ်တုံ့လွတ်ခြင်းမှာငါတင်ခြင်းလဲပါဝင်ပါတယ်ဘေးထွက်ဆိုးကျိုးအများဆုံးဖြစ်စေတတ်တဲ့ဇီဝရီကတော့ SSRI စေနော် SNRI စေနော် Triglycerides စေနော် MAOI အုပ်စုဆေးဝင်များဖြစ်ပါတယ်နံပါတ်5အာယုံကြောနာခြင်းခြင်းစီးကုံအောက်ပိုင်းစိုးဝင်းကျင်မှာရှိတဲ့ အာယုံကြောတွေနာကျင်တဲ့ပြဿနာဖြစ်ပါတယ်။လေရင်ကရောစိုးနေရပါနာကျင်နေတတ်ပါတယ်။ထိခိုက်မိခြင်းစီးကျိုယောဂါစတာတွေကြောင့်ဖြစ်တတ်ပါတယ်။နံပါတ်6စီးကျိတ်ကင်ဆာညာတော်အဖြစ်စီးကျိတ်ကင်ဆာဟာလက္ခဏာမပြတ်တတ်ပေမဲ့တုတ်ထွက်ချိန်မှာတော့နာကျင်စေတတ်ပါတယ်။တခြားလက္ခဏာတွေကတော့စီးသွားရခက်ခြင်း၊ပန်းညိုခြင်းစီးနဲ့တုတ်ရတဲ့သွေးပါခြင်းစတာတွေဖြစ်တတ်ပါလေ။နံပါတ်9ဓာတ်ရောင်ခြည်ကုတို့ စီကုံဝင်းတွေကိုဓာတ်ရောက်ကြည့်ပေကူတာခြင်းဟာပန်းညိုခြင်းတုံးလွတ်စင်နာကျင်ခြင်းကိုဖြစ်စေတတ်ပါတယ်။ဒါပေမဲ့ဒီဘေးတွက်ဆိုးကျိုးများဟာယာယီပဲဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဆရာဝန်ပြသဖို့လိုသလား။အကယ်၍ဒီပြဿနာဟာယာယီမဟုတ်ပဲကြာနေမဲ့ဆိုရင်တော့ဆရာဝန်ပြသဖို့လိုပါတယ်။လိုအပ်တဲ့စမ်းသပ်မှုတွေပြုလုပ်ပြီးပြဿနာရဲ့ရင်းနှစ်ကိုရှာဖွေပါလိမ့်မယ်။လိုအပ်ရင်စီလံကြောင်းအထုကူဆက်လက်ပြီးစီးကျိတ်နဲ့စီးကျိတ်ရောဂါအကြောင်းလေ့လာကြရအောင်။ စီဂျိတ်ဆိုတာစီဂျိတ်ဆိုတာကတော့စီအရင်အောက်ခြေမှာရှိတဲ့တစ်ချသည့်အရွယ်စားရှိတဲ့အမျိုးသားမျိုးပွားအင်ကာစနစ်မှာပါဝင်တဲ့ဂလင်အကျိတ်တစ်ခုဖြစ်ပါတယ်။စီအိမ်ကနေတစဉ်စီဆွန်ပြွန်ဟာစီဂျိတ်ကိုဖျက်ပြီးအမျိုးသားအင်ကာကတစဉ်စီကိုဆွန်ပြစ်ရပါတယ်။စီဂျိတ်ဟာအရည်တမျိုးကိုထုတ်ပေးပြီးတုတ်ထုတ်လို့စဉ်တုတ်ဘိုးကိုကာကွယ်မှုနဲ့အာဟာရကိုလည်းပေးပါတယ်။စီဂျိတ်ကအသက်အရွယ်နှစ်မျိုးမှာကြီးထွားပါတယ်။လူပြိုပေါ်ဝင်စအရွယ်နဲ့ အသက်30မှာပါအရွယ်ရောက်ပြီးအမျိုးသားတယောက်ရဲ့ပြက်မြစီးတိတ်အလေးချိန်က 20g ရှိပါတယ်အမျိုးသားအများစုဟာအသက်အရွယ်ရလာတဲ့အများရောင်ရမ်းမှုတွေစီးတိတ်ပြဿနာတွေကြောင့်စီးလန်းကြောင်းဆိုင်ရာပြဿနာတွေကြုံတွေ့ရလေရှိပါတယ်စီးတိတ်ကြီးတာဟာအများအားတော့စီးလန်းကြောင်းဆိုင်ရာပြဿနာတွေဖြစ်စေမှာမဟုတ်ပါဘူးစီးတိတ်ကြီးခြင်း BPH အမျိုးသားအများစုဟာအသက်အရွယ်ရလာတဲ့အများစီးတိတ်ရောင်ရမ်းတာကြောင့်ကြီးလာတတ်ပါတယ် အမျိုးသားတွေမှာစီးကျိတ်ကြီးတာကပုံမှန်အခြေအနေတစ်ခုလို့ပြောလို့ရပါတယ်ဖြစ်တဲ့အကြောင်းရင်းကမတိကျပါပဲအမျိုးသားဟော်မုန်းကြောင့်ဖြစ်နိုင်ပါတယ်မိသားစုမျိုးရိုးရှိတာလည်းစီးကျိတ်ကြီးတာကိုဖြစ်စေနိုင်ပါတယ်အသက်40ကျော်ရင်ဖြစ်နိုင်ခြင်းမြင့်တက်လာပါတယ်ကင်ဆာမဟုတ်တဲ့စီးကျိတ်ပွားရောဂါဒါမှမဟုတ်စီးကျိတ်ကြီးတယ်လို့ခေါ်လိရှိပါတယ်စီးနှံကြောင့်ဆန်ရယောဂါလက္ခဏာတွေကတော့စီးကျိတ်ကြီးခြင်းခံစားရတဲ့သူတိုင်း စီလံကြောင်းဆိုင်ရာယောဂါလက္ခဏာများပြသလေရှိပါတယ်။ယောဂါလက္ခဏာများအနေဖြင့်ညဘက်စီးခဏခဏတွားရခြင်းစီးမထိန်နိုင်ခြင်းစီးကြောင်းအားပြော့ခြင်းစီးတွားရခက်ခြင်းစီးတွားရအစာပြုရခက်ခြင်းစီးတွားပြီးလင်တောင်းတစက်စက်ကြာနေခြင်းစီးတွားပြီးလင်တောင်းစီးကြံတကယ်တို့ခံစားရခြင်းခဏခဏစီးတွားခြင်းစိတ်ဖြစ်ခြင်းအစရှိတဲ့လက္ခဏာတွေခံစားနေရပါကစိတ်ကြည်ကြတာကိုစဉ်းစားသင့်ပါတယ်အများအားဖြင့် ကုသမှုမလိုအပ်တတ်ပေမဲ့စီးသွားရအလုံးခက်ခြင်းစီးလုံးဝမသွားနိုင်ခြင်းစီးသွားလည်းနာကျင်ခြင်းစီးရင်သွေးပါခြင်းအင်္ဂါမလစ်အရေးထွက်ခြင်းမကြာခဏစီးမထိန်နိုင်ဖြစ်ခြင်းခံစားရရင်တော့ဆရာဝန်နဲ့ပြသပြီးကုသမှုခံယူတင်ပါတယ်စီးကျိတ်ရောင်ရမ်းခြင်းဆိုတာဘက်တီးရီးယားပိုးများကြောင့်တစ်ခါတလေတွင်စီးကျိတ်ရောင်ရမ်းခြင်းဖြစ်တတ်ပါတယ်ယောဂါလက္ခဏာတွေအနေနဲ့ဖျားခြင်းခါနာခါကြိုက်ခြင်းပေါင်ချမ်းနာကျင်ခြင်းနဲ့ စိခနာခနာတွားရခြင်းခံစားနေရတယ်ဆိုရင်ဆရာဝန်နဲ့ပြသတဲ့မှာလေပဋိဇီဝဆေးတွေနဲ့ကုသရပြီရပန်ရန်ခါဆေးရုံတင်ကုသမှုခံယူရန်လည်းလိုအပ်တတ်ပါတယ်စန္ဒစစ်ဆေးတဲ့အနေနဲ့ယောဂအတီးပြုရန်ဆရာဝန်မှစန္ဒစစ်ဆေးခြင်းစီးစစ်ခြင်းစီးကြောင်းအရှိန်စစ်ဆေးခြင်းအထရာဆောင်ပုံရိပ်ဖန်အထရာဆောင်အီမေဂျင်းစစ်ဆေးခြင်းစီးရင်ဆိုင်ရာစစ်ဆေးခြင်းများစတဲ့ဒီလမ်းတွေနဲ့စမ်းသပ်ပြီးယောဂကိုအတီးပြုနိုင်ပါတယ်ကုသခြင်းအနေနဲ့ စီလံကြောင်းဆိုင်ရာပြဿနာတွေကိုကုသရမှာဖြစ်တဲ့အကြောင်းဖြစ်စေတဲ့အကြောင်းရင်းပေါ်မူတည်ပြီးကုသမှုကကွာခြားပါတယ်။နံပါတ်၁စီးကျိတ်ရောင်ရမ်းခြင်းစီးကျိတ်ရောင်ရမ်းခြင်းအတွက်ပရိဇီဝဆေးကိုရက်တပတ်များစွာတောက်ပေးရပါတယ်။နံပါတ်၂စီးကျိတ်ကြည်ခြင်းစီးကျိတ်ကြည်ခြင်းအတွက်ဆေးဝါးဖြင့်ကုသခြင်းခွဲစိတ်ကုသခြင်းတွေရှိပါတယ်။ဆေးဝါးနဲ့ကုသရမှာစီလံကြောင်းဆိုင်ရာပြဿနာတွေတက်တာစီဖို့ဆေးတွေစီးကျိတ်အရွယ်စားအား ထိန်းချုပ်လျှော့ချနိုင်ဖို့အတွက်ဈေးတွေစီးရင်ထိန်းပြတ်သားကိုထိန်းချုပ်ဖြေလျှော့ပေးတဲ့ဈေးဝါတွေအဆရှိတဲ့ဈေးတွေနဲ့ကူတာနိုင်ပါတယ်ခွဲစိတ်ကူတာရမှာစီးပြုံကတော့စင်စီးကျိတ်ခွဲစိတ်စင်လေစာဖြင့်ခွဲစိတ်ခြင်းအလွန်ကြီးတဲ့စီးကျိတ်တွေအတွက်စီးကျိတ်ခွဲထုတ်တာစတာတွေကူတာပေးနိုင်ပါတယ်ဇီလန်ကြောင့်ဆိုင်ရာပြဿနာတွေအတွက်ယောဂါလက္ခဏာတက်တာစေဖို့လိုအပ်တဲ့ဈေးဝါတွေကိုဆရာဝန်ကညွှန်ကြားပေးနိုင်ပါတယ် ဇီလန်ကြောင်းဆိုင်ရာပြဿနာများကိုတက်သားစေရန်ကာကွယ်နီလာများကိုလည်းလည်လာကြရအောင်လက်ရှိခံစားနေရတဲ့ဇီလန်ကြောင်းဆိုင်ရာပြဿနာတွေကတင့်ကိုဒုက္ခမပေးပဲအနှဲငယ်သာဖြစ်ပါကနံပါတ်1ကော်ဖီကဖိနပ်ပါတဲ့အဖျော်ယမကာတွေအရက်တောက်သုံးတာကိုရှော့ချရှောင်ကျင်ပါအထူးသဖြင့်ညအိယာဝန်ခါနီမှာရှောင်ကျင်ပါနံပါတ်2စီးကုံနဲ့ကြွတ်သားနဲ့စီးချင်းကြွတ်သားတာမာစေတဲ့လက်ကျင်ကန်းကိုဆရာဝန်ညွှန်ကြားချက်အတိုင်းလက်ကျင်လှုပ်ဆောင်ပေးပါ စီကျိတ်ကလင်းဟာအသက်အရွယ်ကြီးလာတာနဲ့အမျှစီကျိတ်ကြီးခြင်းဖြစ်လာနိုင်ပါတယ်။အများအားဖြင့်စေကူတမှုမလိုအပ်တတ်ပါတင့်အနေနဲ့ဇီလန်ကြောင့်ဆန်ရပြဿနာကဆိုးရွားလာမယ်ဆိုလို့ရှိရင်တော့ဆရာဝန်နဲ့ပြတာပြီးလူနေမှုပုံစံပြောင်းလဲလာဆေးဝါးနဲ့ကုသတာဒါမှမဟုတ်ခွဲစိတ်ကုသတာမျိုး